မင်္ဂလာပါရှင်။ CNN သတင်းဌာနရဲ့2025ခုနှစ်အောက်တိုဘာလ3ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ငင်းချင်းလုတ်တယ်ဆိုကြတဲ့ကအကုန်လုံးဖိတ်ဖို့လိုအပ်တယ်လို့ငင်းချင်းလုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဥခွန်ဆိုင်ကပြောဆိုလိုက်တဲ့သတင်း။ Syria နိုင်ငံမှာအာနာရှင်ဘာရှာအာဆတ်အစိုးရပြုတ်ကျသွားခဲ့ပြီးနောက်ပထမဆုံးအကြိမ်ဖြစ်လွှတ်တော်ရွေးကောက်ပွဲကို နိုဝင်ဘာ9ရက်မှာကျင်းပသွားမယ်ဆိုတဲ့တဲ့အပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းတွေအားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ငင်းကြဲလုတ်တယ်ဆိုကြတဲ့ကအကုန်လုံးဖိတ်ဖို့လိုအပ်တယ်လို့ငင်းကြဲလုပ်ငန်းရှင်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါရစေ။လာမယ့် NCA 10နှစ်ပြည့်ဟာငင်းကြဲရေးအတွက်လှုပ်ဆောင်တာဖြစ်တာကြောင့်လက်ရှိအခင်းကျင်းတဲ့တက်ဆိုင်သူအလုံးကိုဖိတ်ရမှာဖြစ်ပြီး ရန်ဖြစ်ထားတယ်ဆိုပါကအားလုံးကိုဖိတ်เสียမလို့ကြောင်းငင်းချင်းလုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဥခွန်ဆိုင်က CNN သတင်းဌာနကိုပြောပါရယ်တနိုင်ငံလုံးပြစ်ကတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ရေးထိုးတာစိန်နှစ်ပြည့်အခမ်းအနားကိုအောက်တိုဘာ15ရက်နေ့မှာကြီးကြေခမ်းအနားစွာကျင်းပမှာဖြစ်ပြီးအခမ်းအနားပြီးနောက်အောက်တိုဘာ16-18ရက်တို့မှာနှစ်ရက်တာငင်းချင်းဖိုရမ်ကိုပြုလုပ်သွားမယ်လို့သိရပါရယ်ငင်းချင်းအတွက်လှုပ်ဆောင်နေဆိုကြတဲ့ကအားလုံးကိုဖိတ်ရမှာဖြစ်ပြီး ယူကရိန်းနိုင်ငံဟာတိုက်ရင်ဆွေးနွေးတဲ့လုပ်ငန်းစဉ်ကိုလုဆောင်တယ်လို့မြန်မာနိုင်ငံအနေနဲ့လည်းအဲ့လိုလုဆောင်ပါကမမှားဘူးဟုထင်ကြောင်းရင်းချိန်လုပ်ငန်းစဉ်မှာပါဝင်လုဆောင်နေသူဥခွန်ဆိုင်ကစီရင်တဲ့တင်ထောင်တာကိုပြောပါရစေ။ဖိတ်တဲ့လူကလည်းဖိတ်တာလားဖိတ်ချင်တာလား။နောက်ဘုံကလည်းအဖိတ်ခါတယ်လို့လည်းတော့မလားမတော်ဘူးလားဆိုတော့ကျွန်တော်မသိဘူး။ဒါပေမဲ့ဖိတ်ကြတော့ရင်းချမ်းကြီးထုတ်တယ်ဆိုတော့ကလည်းအကုန်လုံးဖိတ်ရမှာပေါ့။ရန်ဖြစ်တယ်ဆိုရင်တော့အကုန်လုံးဖိတ်ရမှာလို့ပြောပါဗျာ။နော်။ ိုက်တိုက်တဲ့သူကလည်းသူကဘိန်းကြီးနဲ့သူကငါတို့ဘလောက်ပဲတိုက်တိုက်နောက်ဆုံးကြတော့ဆွေးနွေးကြရမှာပဲကွာဆိုလို့ရှိရင်လည်းသူတို့လည်းဖိတ်လာရင်လက်ခံတယ်တော့ပေါ့နိုင်ငံတကာကြည့်လိုက်ပေါ့ဆွေးနွေးရင်တိုက်ရင်မယ်ဟုတ်ယူကရိန်းကြည့်လဲဆိုတော့ဆွေးနွေးရင်တိုက်ရင်မယ်ဟုတ်တယ်မလားအဲဒီတော့ယူကရိန်းနောက်တော့ပဲဆိုကျွန်တော်တို့လည်းအဲလောက်ကမမအောင်လို့ခင်တော့ဗျာ အဲ့ဒီဆယ်နှစ်ပြည့်အခမ်းအနားကိုစာချုပ်ရေးဆွဲစဉ်ကပါဝင်ခဲ့တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေကိုလည်းဖိတ်ကြားဖို့ရှိကြောင်းသိရပါဗျ။အဲ့ဒီ NCA ဆယ်နှစ်ပြည့်အခမ်းအနားကို NCA ထိုးထားတဲ့ခုနှစ်ဖွဲ့အပြင် UWSA, MNDAA နဲ့ SSPB စတဲ့သုံးဖွဲ့လုံးတက်ရောက်ကြမယ်လို့သုံးသပ်ထားကြသလို ULAAA, TNLA နဲ့ KNU တို့လည်းတက်ရောက်နိုင်ကြအောင်စစ်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကြားသုံးသပ်မှုတွေရှိပါတယ်။ SCA ၁၀နှစ်ပြည့်အခမ်းအနားနဲ့ငင်းချဲရေးဖိုရမ်အတွက်ဖိတ်ခေါ်တဲ့အဖွဲ့တွေကိုအကြံပြုထားပေမဲ့ NSPNC ဘက်ကတစုံတရာပြန်ကြားချက်မျိုးမကြားရသေးကြောင်းငင်းကြိုင်းလုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်က CNN သတင်းဌာနကိုပြောပါရယ်ဒီအဖွဲ့ကိုဖိတ်တင်တဲ့ဟိုအဖွဲ့ကိုဖိတ်တင်တဲ့စသည်ဖြင့်ကျွန်တော်ကိုယ်တိုင်အကြံပြုတာတွေရှိတယ်ဒါပေမဲ့ဘာမှဒီပါမပြန်ကြားချက်မကြားရဘူးအတုံပြန်ချက်မကြားရတော့ကျွန်တော်လည်းမပြောနိုင်ဘူးပေါ့ဗျာအခုတော့တော့စေတချို့တလေကတော့ကျွန်တော်ထင်တယ်ဒီ NSPN ရဲ့တချို့ကြီး ရုရှားနဲ့ပြန်ရောက်လာတာကိုစောင့်နေရမယ်နော်တိုက်တာရောမတိုက်တာအကုန်ဖိတ်ဆင်တာပေါ့သွားတာမသွားတာတက်တချောင်းတချောင်းဟုတ်တယ်မလားဒါပေမဲ့သူတို့ဖိတ်တယ်မဖိတ်ဘူးဆိုတာလည်းကျွန်တော်တို့မသိရဘူးအဖိတ်ခံရတဲ့လူကလည်းအဖိတ်ခံရလားမမရဘူးလားဆိုတာလည်းအပြောတော့ကျွန်တော်တို့လည်းမပြောတတ်ဘူးပေါ့ဗျာတနိုင်ငံလုံးပြစ်ခတ်တက်ခတ်မှုရစဲရေးသဘောတူစာချုပ်ကို NCA ရေးထိုးခြင်း၁၀နှစ်ပြည့်အခမ်းအနားနဲ့ညင်ချိုင်းဖိုရမ်ကိုတက်ရောက်ဖို့အတွက် ိုင်းဒလနက်ကိုင်အဖွဲ့အစည်းတွေကိုအိန္ဒိယနိုင်ငံတွေကဖိအားပေးလာနိုင်ကြောင်းလဲစစ်ရေးနဲ့နိုင်ငံရေးအကိခတ်တွေကြားသုံးသပ်မှုတွေရှိပါတယ်။ KIAPDF ရဲ့ဗမောက်မျိုးသိမ်းတိုက်ပွဲဟာစစ်စည်းပွားရေးလာလို့ ISP မြန်မာကစာတမ်းထုတ်ပြန်လိုက်တဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။ စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်ဝင်ပေါက်ဖြစ်တဲ့ဗမောင်းမြို့ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ကရုတပ်ဖွဲ့တို့ပူးပေါင်းပြီး2025ခုနှစ်စက်တင်ဘာ15ရက်ကစတင်ကမြို့သိမ်းတိုက်ပွဲကိုဖော်ဆောင်ခဲ့ပါတယ်။အဲဒီနောက် KIA PDF ကရုတပ်ဖွဲ့တို့ဟာစက်တင်ဘာ20ရက်မှာဗမောင်းမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ကချင်စကိုင်းနယ်စပ်မှာရှိတဲ့စကိုင်းတိုင်းဒေသကြီးကတာခရိုင်တဲကဗမောင်းမြို့ကိုတော်လှန်ရေးတပ်ဖွဲ့18ဖွဲ့ထဲမှနေစက်တင်ဘာလ15ရက်မှာထိုးစစ်ဆင်တိုက် ်ခတ်ခဲ့တယ်လို့ ISP မြန်မာက2025ခုနှစ်အောက်တိုဘာတရက်မှာဖော်ပြခဲ့ပါတယ်။ဗမောက်မျိုးကို KIA BDF ထိန်းချုပ်လိုက်နိုင်တာကတော်လန်ရေးတပ်ဖွဲ့တွေအတွက်ပဋိပက္ခအတွင်စစ်စည်းဝါရေးနဲ့ဗန်နာတိုက်ကိုဖြစ်တင်ပေးနိုင်တဲ့ရွှေတပ်ထုနယ်မြေအပြင်နေဆက်ကုံသွယ်ရေးလမ်းပိုင်းတွေကိုပါတိုးချဲ့ထိန်းချုပ်လိုက်နိုင်တာဖြစ်တယ်လို့ ISP မြန်မာမှဖော်ပြခဲ့ပါတယ်။ ISP မြန်မာကဗမာဟာစီအရာကြီးမားတဲ့အချက်အခြာကြမှုမရှိပါဘူး။ဒါပေမဲ့တရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့ရဲ့နေဆက်ဒေတာတွေကိုကူးတန်းနိုင်တဲ့ နေဆက်ကုံသွဲရီလမ်းပိုင်းပေါ်မှာရှိပါတယ်။အရင်ကစစ်ကောင်မရှင်တက်တွေနဲ့ရှမ်းနေအမျိုးသားများတက်မတော် SNA တို့ကထိန်းချုပ်ထားပြီးဈာကနေဖြတ်တောက်ထားပါတယ်။အခုတော့အိန္ဒိယနယ်စပ်ထွက်ပေါက်ဗမောက်တမူလမ်းပိုင်းဗမောက်အင်းတော်ရှမ်းမြောက်ဒေသလမ်းပိုင်းတစ်ခုလုံးကိုတော်လန်ရေးတက်တွေကအပြည့်အဝထိန်းချုပ်လိုက်တာဖြစ်ပါတယ်။ဒါအပြင်ဗမောက်ဟာရွှေထွက်တဲ့ဒေသဖြစ်ပါတယ်။မြို့ရဲ့အနောက်ဘက်တစ်ကျောမှာရွှေရင်းတွေရှိပါတယ်။မဲဆာမြစ်ကြောင်တစ်လျှောက်ဟာလည်းရွှေမျောတွေကြကြပြန့်ပြန့်လောက်ကန်ရအနေမြဖြစ်ပါတယ်လို့ဗမောက်မြို့သိန်းစစ်စင်ရ ေးနဲ့စစ်စည်းဝါးရေးမျက်နှာစာဆိုတဲ့စာတမ်းမှာပြောထားပါတယ်။အဲ့ဒီတော့2020ပြည်နှစ်အထိဗမောက်မှာတရားဝင်ရွှေလောက်ကွက်28ခု၆၀၀တရားဝင်ကျင်ရှိခဲ့ပေမဲ့လည်းမြမတက်မတော်ကအာဏာရယူပြီးနောက်ပိုင်းရွှေတူးဖော်မှုအများပြားတိုးလာကြောင်းရွှေကျင်နဲ့မြောပေါင်း1900ထက်မနည်းရှိလာကြောင်း ISP မြန်မာကထောက်ပြထားပါတယ်။အဆိုပါရွှေလောက်ကွက်တွေရှိတဲ့နယ်မြေတွေကိုထိန်းချုပ်နိုင်ဖို့တော်လှန်ရေးတပ်တွေမြမတက်မတော်အပါအဝင် SNA တပ်တွေအကြားအပြိုင်မှုတွေရှိခဲ့တယ်လို့သူကပြောပါတယ်။ ISP မြန်မာ ကဗမာဟာစစ်စည်းပွားရေးလိုအပ်ချက်နဲ့ဗန်နာငွေဖြစ်တင်းပေးနိုင်တဲ့နေမြေအစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်အခုအခါမြို့နယ်တစ်ခုလုံးရဲ့မြောက်ဘက်ကလွဲပြီးကျန်ရက်သုံးမျက်နှာကိုတော်လန်ရေးတက်တွေကအပြည့်အဝထိန်းချုပ်ထားပါပြီနေမြေအားပြိုင်ထိန်းချုပ်ရေးအပြင်တရဇာတာနဲ့မြေပြင်တက်တွေရဲ့စစ်စည်းပွားရေးပါဆက်နွယ်နေတဲ့အတွက်တံမြန်ထိုးစင်နဲ့ပြိပခါတွေအချိန်ပြောင်းမြင့်လာနိုင်ခြင်းရှိပါတယ်လို့ပြောကြားခဲ့ပါတယ်လက်ရှိမှာပမောက်မြို့အနီးမှာမြမတက်မတော် SNA KIA PDF ဂရုတပ်ဖွဲ့အကြားတိုက်ပွဲတွေပြင်းထန်နေပါတယ် KIA နဲ့ PDF ပူးပေါင်းပြီးလက်တလုံးမှာစကိုင်းတိုင်းဒေသကြီးအတွင်းကဗမောက်အင်းတော်ပင်လယ်ဘူးရွှေပြည်အေးနဲ့မော်လူးစတဲ့ဒေသတွေကိုသိမ်းပိုက်ထားပါတယ်။အကြံဖတ်တွေရဲ့မိုင်းခွဲဖြက်စီးမှုကြောင့်ထိခိုက်ပျက်စီးခဲ့ရတဲ့ဂုတ်တိတ်တရားပြုပြင်ခြင်းလုပ်ငန်းတွေနဲ့တရားလုံခြုံရေးအတွက်လိုအပ်တာတွေကိုစနစ်တကျစောင့်ရွက်သွားဖို့လိုကြောင်းနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌဘိုးချုံမူကြီးမင်းအောင်လိုင်ကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။အကြံဖတ်တွေရဲ့မိုင်းခွဲဖြက်စီးမှုကြောင့်ထိခိုက်ပျက်စီးခဲ့ရတဲ့ ကုန်ထည်တရားပြုပြင်ခြင်းလုပ်ငန်းတွေနဲ့တရားလုံခြုံရေးအတွက်လိုအပ်တာတွေကိုစနစ်တကျဆောင်ရွက်သွားဖို့လိုအပ်တယ်လို့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကပြောပါတယ်၂၀25ခုနှစ်အောက်တိုဘာ၂ရက်ကပြင်ဦးလေမျိုးရှိပြင်ဦးလေဘူတာကြီးနဲ့သူမင်္ဂလာစေးညံတော်စေး၆ထပ်အဆင့်မြင့်ဈေးတိတိဆောက်ရေးစီမံကိန်းတွားရောက်စစ်ဆေးစဉ်သူကပြောကြားခဲ့တာဖြစ်ပါတယ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကအကြံဖတ်တွေရဲ့မိုင်းခွဲဖြစ်စီမှုကြောင့်ထိခိုက်ဖြစ်စီခဲ့ရတယ်ကုန်ထည်တရားပြုပြင်ခြင်းလုပ်ငန်းတွေနဲ့တရားလုံခြုံရေးအတွက် လိုအပ်တာတွေကိုလည်းစနစ်တကျနဲ့ဆောင်ရွက်သွားဖို့လိုကြောင်းအလားတူရထားလမ်းပိုင်းများအလိုက်ပြန်လည်ပြုပြင်ဆောင်ရွက်ခြင်းများဆောင်ရွက်ရာတွင်လည်းမိရထားများလုံခြုံချုံးမွေ့စွာဖြင့်ပြည့်စွံ့နိုင်၏စနစ်တကျတော်ချက်ဆောင်ရွက်ရန်လိုတယ်လို့ပြောပါတယ်အဲ့ဒီနောက်ပြင်ဦးလင်းဂုတ်ထိတ်နောင်ပိန်ရထားလမ်းပိုင်းမှာပြည်တွင်းပြည်ပါခီးသွားတွေကိုဆွဲဆောင်နိုင်တဲ့ကြောင်မီးတွေသုံးမိရထားစက်ကောင်းများအုံပြုပြီးပြည့်စွံ့နိုင်ရေးဆောင်ရွက်သွားဖို့လိုတယ်လို့သူကပြောပါတယ်တောင်းအမျိုးသားလူမျိုးရေးတက်မတော့ TNL ရာနောင်ချုံမြို့နယ်ဂုတ်ထိတ်တရာကို2024ခုနှစ် ်အောက်ဂတ်6ရက်ကမြန်မာတပ်မတော်ကိုတိုက်ခိုက်ပြီးနောက်တင်ပိုက်ခဲ့ပါတယ်။အဲဒီနောက်မြန်မာတပ်မတော်ဟာနောင်ချုံမြို့နဲ့ဂေါထိတ်တရားပြန်လဲထိန်းချုပ်နိုင်ရင်ထိုးစစ်ဆင်တိုက်ခတ်ခဲ့ရာ2025ခုနှစ်ဇူလိုင်လမှာတင်ပိုက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့မြန်မာတပ်မတော်ရဲ့ထိုးစစ်အတွင်းခုခံခဲ့တဲ့တရားအနယ်လျာဂေါထိတ်တရားရဲ့တိုင်မတ်16နဲ့ကန်ကတ်ခုံမနှစ်ကြားမိုင်းခွဲပြက်စီးခဲ့ပြီးထိခိုက်ပျက်စီးထားပါတယ်။အဲဒါကြောင့်ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနကမန္တလေးလာရှုရထားလမ်းပိုင်းရှိ ပြင်ဦးလွင် နောင်ချို့ ဂုတ်ထိတ်ကြောက်မဲရထားလမ်းပိုင်းကိုပြန်လဲပြေးဆဲနိုင်ရေးအတွက်တရဏလေးမိုင်းထောင်ဖောက်ခွဲခဲ့တာကြောင့်ပျက်စီးခဲ့တယ်ဂုတ်ထိတ်နောင်မိန်ကြားဂုတ်ထိတ်တရားတိုင်အမှန်16နဲ့ကန်ကက်ခုံအမှန်2ကြားတံပောင်အစ်စ်အစားထုတ်ပြင်ဆင်လျက်ရှိပါတယ်လက်ရှိမှာမြန်မာတပ်မတော်ဟာတရဏလေးသိမ်းပိုက်ထားတဲ့နောင်ဂျိုမျိုးနဲ့ဂုတ်ထိတ်တရားတို့ကို2025ခုနှစ်ဇူလိုင်လမှာ၎င်းကြောက်မဲမျိုးကို2025ခုနှစ်အောက်တိုဘာ10ရက်မှာ၎င်းပြန်လဲထိန်းချုပ်ခဲ့ပါတယ် စီရီးယားသတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။စီရီးယားနိုင်ငံမှာအာနာရှင်ဘာရှာအာဆက်အစိုးရပြုတ်ချသွားခဲ့ပြီးနောက်ပထမဆုံးအကြိမ်ပြည့်လွှတ်တော်ရွေးကောက်ပွဲကိုနိုဝင်ဘာ9ရက်မှာကျင်းပသွားမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ စီးရီးယားနိုင်ငံမှာနောက်၂၄ခုနှစ်ဒီဇင်ဘာလကတဘုံတွေရဲ့ထိုးစစ်ကြောင့်အာနာရှင်ဘာရှားအာဆတ်အစိုးရပြုတ်ကျသွားခဲ့ပြီးနောက်ပထမဆုံးအကြိမ်ဖြစ်လွတ်တော်ရွေးကောက်ပွဲတွေကိုနိုမာ9ရက်မှာကျင်းပသွားမယ်လို့ AP ကဖော်ပြခဲ့ပါတယ်။အာဆတ်ရဲ့နှစ်ပေါင်း90ကြာအုပ်ချုပ်မှုအောက်မှာစီးရီးယားပြည်သူအားလုံးဟာမဲပေးနိုင်ခဲ့ကြပြီမယ်။ဒီရွေးကောက်ပွဲတွေမှာအာဆတ်ဦးဆောင်တဲ့ဘတ်ပါတီကသာလွတ်တော်ကိုအမြဲတမ်းထိန်းချုပ်နိုင်ခဲ့ပါတယ်။နိုမာ9ရက်မှာကျင်းပမယ့်ရွေးကောက်ပွဲဟာဒီမိုကရေစီလုပ်ငန်းစဉ်တိုင်းအပြည့်အဝကိုင်ညီလိမ့်မှာမဟုတ်ပေမယ့် မဲဆန္ဒနယ်တွေမှာကိုယ်စားလှယ်မဲတွေလက်ထိုးရဲကောလိပ်နဲ့ရွေးချယ်တဲ့စနစ်ကိုကျင့်သုံးသွားမှာဖြစ်ပါတယ်ဒါအပြင်လွတ်တော်နေရာ၃ဘုံတဘုံကိုယာယီသမရအာမက်အေရှာရာကဓာတ်ရရွေးချယ်သွားမှာဖြစ်တယ်လို့သိရပါတယ်အခုကျင်းပမဲ့ရွေးကောက်ပွဲဟာ နိုင်ငံတကာရဲ့စိတ်ဝင်စားမှုအထူးတလည်ရရှိမှာမဟုတ်ဘူးဆိုပေမဲ့ဆီးရီးယားပြည်တွင်မှာယာယီအာဏာပိုင်တွေဟာအမျိုးသမီးတွေနဲ့လူနည်းစုတွေရဲ့အခွင့်အရေးအတွက်ဘလို့အလေးထားဆောင်ရွက်မလဲဆိုတာကိုပြသမဲ့စမ်းသပ်ချက်တစ်ခုဖြစ်လာနိုင်ပါတယ်။နိုဝင်ဘာ9ရက်မှာကျင်းပမဲ့လွတ်တော်ရွေးကောက်ပွဲမှာပြည်သူလွတ်တော်မှာနေရာ130ရှိပါတယ်။ ဒီနေရာတွေနဲ့သုံးပုံနှစ်ပုံကိုကိုယ်စလဲမဲတွေနဲ့ရွေးကောက်มาဖြစ်ပြီးကြံတဲ့ပုံကိုတမရကဓာတ်ရိုက်ခန့်အပ်มาဖြစ်ပါတယ်။ဒါကြောင့်ဒေကနန်အားဖြင့်ခရိုင်60ကျော်ရှိကိုယ်စလဲမဲရွေးချယ်ရေးအဖွဲ့ဝင်9000ဟာလွတ်တော်နေရာစုစုပေါင်းရဲ့သုံးပုံနှစ်ပုံဖြစ်တဲ့နေရာ140ကိုရွေးကောက်ရမှာဖြစ်ပြီးကြံတဲ့ပုံကိုအေရှာရာကဓာတ်ရိုက်ခန့်အပ်มาဖြစ်ပါတယ်။ ဘလို့ပဲဖြစ်ဖြစ်လူမျိုးစုပဋိပက္ခတွေဖြစ်ပွားခဲ့တယ်။ဆဝိုင်ဒါပြည်နယ်နဲ့ကားတွေဦးဆောင်တဲ့ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့တွေထိန်းချုပ်ထားတယ်။နိုင်ငံအရှေ့မြောက်ပိုင်းဒေသတွေမှာတော့တင်းမာမှုအခြေအနေတွေကြောင့်ရွေးကောက်ပွဲတွေကိုရွှေ့ဆိုင်းထားမှာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တောင်ကိုရီးယားသမ္မတလီဂျေမြောင်ကတရုတ်ဆန့်ကျင်ရေးနဲ့ပြည်ပဆန့်ကျင်ရေးဆူယုံလှုပ်ရှားမှုတွေကိုဖြိုခွင်းဖို့အောက်တိုဘာ၂ရက်နေ့ကအမိန့်ထုတ်ခဲ့တဲ့ဆွေးနွေးပွဲကိုတင်ဆက်ပေးလိုက်ပါရစေ။ တောင်ကိုရတံတားလေးချိန်မြောက်ကတရုတ်ဆန့်ကျင်နဲ့ပြည်ပဆန့်ကျင်စုယုံလှုပ်ရှားမှုတွေကိုဖြိုခွင်းဖို့အော်တိုဘာ၂ရက်ကမိတ်ထုတ်ခဲ့တယ်လို့ CNN ကဖော်ပြခဲ့ပါတယ်။အဲဒီလိုလူမှုစီယုံလှုပ်ရှားမှုတွေဟာတောင်ကိုရရဲ့ပုံရိပ်နဲ့စီးပွားရေးကိုထိခိုက်စေခဲ့တယ်လို့လီကပြောကြားခဲ့ပါတယ်။တောင်ကိုရအစိုးရဟာအခုတည်င်းဘက်ကစပြီးတရုတ်နိုင်ငံရဲ့ခီးသွွားတွေကိုဗီဇာကင်းလုပ်ခွင့်မပြုခင်ကတည်းကလက်ရဆုံအောက်စုတွေဟာတရုတ်ကွန်မြူနတီပါတီကိုအထူးပြစ်မှတ်ထားတယ်။တရုတ်ဆန့်ကျင်ခြေတပ်ပွဲတွေကိုပြုလုပ်ခဲ့ကြပါတယ်။ တောင်ကိုရီးယားကုမ္ပဏီတွေကတော့အစိုးရရဲ့ဗီဇာမူဝါဒဟာခရီးသွားကဏ္ဍကိုမြင့်တက်စေပြီးနိုင်ငံအသွင်းကိုရောက်ရှိလာမဲ့တရုတ်နိုင်ငံသားတွေကိုဆွဲဆောင်ဖို့စီးပွားရေးအစီအစဉ်တွေကိုရေးဆွဲခဲ့ကြပါတယ်။အခုလိုကောင်းမွန်တဲ့အစီအစဉ်ကိုဘာလို့များမလိုချင်ရတာလဲ။တရုတ်ဆန့်ကျင်တဲ့စုယုံချီတပ်ပွဲတွေဟာကျွန်တော်တို့ရဲ့အမျိုးသားအကျိုးစီးပွားနဲ့နိုင်ငံပုံရိပ်ကိုထိခိုက်စေပြီးအစီအစဉ်ကင်းမဲ့တဲ့လုံရွက်ဖြစ်ပါရဲ့လို့တမရလီကပြောပါတယ်။တရုတ်နိုင်ငံသားတွေကိုဗီဇာကင်းလွတ်ခွင့်ပေးတဲ့အစီအစဉ်ကို 2026ခုနှစ်ဇွန်လအထိဆက်လက်ကျင့်သုံးသွားဖို့စီစဉ်ထားပါတယ်။ဒါအပြင်ပြည်ပခီးသွားတွေရဲ့ဘေးကင်းလုံခြုံရေးကိုချိန်ချောက်တဲ့လှုံ့ဆော်လှုံ့ရှားမှုတွေကိုနှိမ်နင်းဖို့နဲ့လူမျိုးရေးမုန်းသည့်မှုကိုရပ်တန့်ဖို့တမနာလီကညွှန်ကြားခဲ့ပါတယ်။လီဟာအော်တိုဘာ31ရက်မှာစတင်မဲ့အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးထိပ်သီးအစည်းအဝေး APEC ရဲ့သူကတရုတ်နိုင်ငံကိုတွားရောက်မဲ့ ခီးစင်မတိုင်မီတောင်ကိုရရနဲ့တရုတ်ကြဆက်ဆံရေးတိုးတက်စေဖို့ကြိုးပမ်းလျက်ရှိပါတယ်လီယာအဲ့ဒီခီးစင်တွင်တရုတ်တမတာရှီကျင်းဖြင့်လည်းတွေ့ဆုံသွားမှာဖြစ်ပါတယ်အမေရိကန်တမတာဒေါ်နယ်ထရန့်ရဲ့အစိုးရအဖွဲ့ဟာအော်တိုဘာ၁ရက်နေ့မှာဒီမိုကရက်တစ်ဦးဆောင်တဲ့ပြည်နယ်တွေအတွက်ဘတ်ဂျက်ငွေ26ဘီလီယံကိုစိုင်းငံ့ခဲ့တယ်ဆိုတဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အဆိုအရအဖွဲ့ဟာအောက်တိုဘာ၁ရက်က ဒီမိုကရက်တစ်တွေဦးဆောင်တဲ့ပြည်နယ်တွေအတွက်ဘတ်ဂျက်ငွေ26ဘီလီယံကိုဆိုင်းငံ့ခဲ့ကြောင်းရိုက်တာကဖော်ပြခဲ့ပါတယ်။ဒီမိုကရက်တွေရဲ့ဦးစားပေးအစီအစဉ်တွေကိုပြင်ပတ်ထားဖို့အစိုးရအဖွဲ့ရန်နေရရဆိုင်မှုကိုအသုံးချသွားမယ်လို့ချိန်ချောက်ခဲ့ပြီးနောက်အခုလိုဆိုင်းငံ့ခဲ့တာဖြစ်ပါတယ်။ပြင်ပတ်ထားခံခဲ့ရတဲ့စီမံကိန်းတွေအတွင်းလွှတ်တော်ရဲ့ထိပ်သီးဒီမိုကရက်နှုတ်ဦးနေထိုင်တဲ့နယူးယောက်ပြည်နယ်ရှိဒေါ်လာ18ဘီလီယံတန်ဖိုးရှိတရုတ်ပို့ဆောင်ရေးစီမံကိန်းတွေနဲ့ကယ်လီဖိုးနီးယားပြည်နယ်နဲ့အီလီနွိုက်ပြည်နယ်တို့အပါအဝင်ဒီမိုကရက်16ဘူးအုပ်ချုပ်ထားတဲ့ အခြားပြည်နယ်တွေကဒေါ်လာ၈ဘီလီယံတန်ဖိုးရှိစွမ်းအင်စီမံကိန်းတွေပါဝင်ခဲ့ပါတယ်။အဲ့ဒီအချိန်အတောအတွင်းဒုတိယသမ္မတ JD Bank ကအစိုးရရန်ရရဆိုင်မှုဟာရန်အနေငံကြထပ်မံကြမြင့်မယ်ဆိုတာကအစိုးရဟာသူ့ရဲ့ Federal ဝန်ထမ်းတွေကိုရာထူးချောချမှုတွေကိုပုံပုံကျကျပြန့်ပြန့်ပြုလုပ်နိုင်ကြောင်းတည်ပြီးခဲ့ပါတယ်။ဒီလှုပ်ဆောင်ချက်တွေအရ Trump ဟာအစိုးရရန်ရရဆိုင်မှုကိုအခွင့်အောင်းယူပြီးသူ့ရဲ့နိုင်ငံရေးပြိုင်ဘက်တွေကိုထိုးနှက်ဖို့နဲ့ ဒေါ်လာ9ထရီလီယံတန်ဖိုးရှိ Federal Budget ပေါ်သူ့ရဲ့ထိန်းချုပ်မှုကိုပုံပေါ်ခိုင်မာအောင်လှုံ့ဆော်လိမ့်မယ်ဆိုတာဟာရှင်းလင်းစွာမြင်တွေ့ခဲ့ရပါတယ်။ဘီလီယံနဲ့ချီရဲ့ဒေါ်လာတွေအလေအလွေမဖြစ်တော့ပါဘူးလို့ Trump ကအောက်တိုဘာတရက်က True Social လူမှုမီဒီယာမှာရေးသားခဲ့ပါတယ်။အမေရိကန်မှာအခုတစ်ချိန်အစိုးရဖွဲ့ရန်နေရရဆိုင်မှုဟာ1982ခုနှစ်နောက်ပိုင်း15ချိန်မြောက်ဖြစ်ပြီးအစိုးရဖွဲ့ရဲ့သိပ္ပံနဲ့သူတွေတနာဗန္ဒာရေးကြီးကြပ်မှုတဘောပတ်ဝန်းကျင်အရေးနဲ့အခြားအရေးကိစ္စရပ်တွေကိုဆိုင်းငံ့သွားစီခဲ့ပါတယ်။ ဖရဲဝင်နဲ့ခုနှစ်သိန်း9000ခန့်ဟာအလုတ်ကိုမလာဖို့ညွန်ကြားခံခဲ့ရပြီးစစ်သားတွေနဲ့နေဆက်ကင်းတဲ့အေဂျင့်တွေကဲ့သို့အချို့ဝန်ထမ်းတွေကလာစားမရပဲတာဝန်ထမ်းဆောင်နေရပါတယ်။အမေရိကန်မှာအခုချိန်မတိုင်မီနောက်ဆုံးချိန်အစိုးရဖွဲ့ရန်တွေကရပ်တန့်မှုဟာ2018ခုနှစ်ဒီဇင်ဘာလမှ2019ခုနှစ်ဇန်နဝါရီလကြား35ရက်ကြာမြင့်ခဲ့ပါတယ်။စီနိုင်တဲ့ထွန်နိုင်အောင်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးပါပါ ယူရိုပါလိပွဲစဉ်မှာမစ်ဂျေးလန်အသင်းကို၃ဂိုး၂ဂိုးနဲ့အရေးနှင်းခဲ့ပြီးနောက်အသင်းပြိုင်သက်တွေဟာနီးပြပိုးစီကိုဂလူးကိုထုတ်ပယ်ဖို့တီကျွေးတောင်းဆိုမှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ နော်တီယန်ဖော်ရက်အတင်ဟာအေကွင်းမှာကစားခဲ့တဲ့ယူပါလီပွဲစမှာမစ်ဂျေလန်အတင်ကို၃ဂိုး၂ဂိုးနဲ့အေးနေခဲ့ပြီးနောက်အတင်ပြိသက်တွေဟာနီးပြပိုစတီကိုဂလူးကိုထုတ်ပယ်ဖို့တီကျွေးတောင်းဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။နော်တီယန်ဖော်ရက်အတင်ဟာနှစ်ပေါင်း၂၉နှစ်အကြာမှာပထမဆုံးအဖြစ်ဥရောပပွဲစဉ်ကိုအေကွင်းလက်ခံကျင်းပခဲ့ရပြီးမြေအရှုံးနဲ့ရင်ဆိုင်ခဲ့ရတာပါ။နော်တီယန်ဖော်ရက်အတင်ဟာဒီရှုံးပွဲကြောင့်နီးပြပိုစတီကိုဂလူးလက်ထက်ကစားထားတဲ့၆ပွဲစလုံးနိုင်ပွဲမရရှိသေးတယ်လို့ဒီပွဲတွေမှာအတင်ဟာပေကို၃၃ဂိုးဒီခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။နော်တီ ရန်ဖောရက်အသင်းရဲ့ရာလတ်ဆိုးတွေကိုစိတ်ပြက်နေတဲ့ပိတ်သက်အများစုဟာပြီးခဲ့ရာဒီကစပါအသင်းကိုယူပါလိဖလာရယူပေးနိုင်ခဲ့တဲ့နီးပြပိုစတီကိုဂလူကိုခမရမနေကြရင်အလောက်ကနေထုတ်ပယ်ခံရတော့မယ်ဆိုပြီးတီကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါ ဒါအပြင်ပြည်သက်တွေဟာပထမပိုင်းအပြီးနဲ့ပွဲပြီးမှာအသင်းနဲ့နီးပြတွေကိုပြင်းပြင်းထန်ထန်လောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ Nordian Forest အသင်းဟာ Yobali ဖွင့်ပွဲစဉ်မှာဗတ်တဲအသင်းနဲ့နှကိုးစီအသေးကြခဲ့ပြီးဒုတိယပွဲစဉ်မှာရှုံးနေခဲ့တာကြောင့်နှစ်ပွဲကစားပြီးရမတ်တမန်နဲ့အသင်း36တင်းရှိတဲ့အမတ်ပေးစရာမှာအဆင့်25နေရာရပ်တည်နေတာပါ။ Postigo Glue ဟာသူကင်တွေခဲ့တဲ့ပထမဆုံး6ပွဲစလုံးအနိုင်ရရှိအောင်မစွမ်းဆောင်နိုင်ခဲ့တဲ့နှစ်ပေါင်း100တွင်ပထမဆုံး Nordian Forest အသင်းနီးပြအဖြစ်လဲဆိုးရွားတဲ့မတန်ရရှိခဲ့ပါတယ်။ ပိုစတီကိုဂလူကပရိသတ်တွေရဲ့အတန်ကိုကျွန်တော်ကြားရပါတယ်။သူတို့ဟာပရိသတ်တွေဖြစ်တဲ့အတွက်သူတို့ရဲ့အသင်အနိုင်ရရှိတာကိုမြင်တွေ့ခြင်းပြီးသူတို့ရဲ့ထင်မြင်ချက်တွေကိုဖော်ပြခွင့်ရှိပါတယ်။ဘောလုံးမှာကျွန်တော်ကဘာကူမှမအံ့ဩတော့ပါဘူး။ဒါကိုထိန်းချုပ်လို့မရပါဘဲအသေးအတွက်နိုင်မွဲရအောင်လုပ်ပေးဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ကလမ်းကြောင်းမှန်ပေါ်ကိုရောက်နေရလို့ယုံကြည်ပြီးမကြမီမှာနိုင်မွဲတွေရရှိတော့မှာပါလို့ပြောခဲ့ပါတယ်။ Nottingham Forest အသင်းဟာလာမယ့် Premier League ပွဲစဉ်အဖြစ် Newcastle အသင်းအင်္ဂွေသွားရောက်ရှင်ပြိုင်ရမှာဖြစ်ပါတယ်။ စီနိုင်တည်င်းဌာနရဲ့2025ခုနှစ်အောက်တိုဘာလ3ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြောရှင်တဲ့နေ့လေးတနေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။